ကဲအားလုံးပဲမင်္ဂလာပါအဲ့ဒီတော့ဘူဂျိုအောင်ဆန်းနဲ့ဒေါခင်ကြည်တို့နော်ဝါရင်းကာလာကြီးမှာအားလုံးတားနေတဲ့ဂျားတွေကနေပြီးတော့အတင်းပဲလက်ထက်တွေယူခဲ့ကြတယ်ပေါ့နော်အဲ့တော့နတ်စမခင်ကြီးဟာအဲ့ဒီမှာကလေးမိုးရယ်ပေါ့နော်အာဦးအောင်ဆန်းဦးဦးအောင်ဆန်းလေးဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့တာသမီ၃ယောက်ထွန်ကားခဲ့တယ်ဗျနော်အထွေဆုံးသမီးလေးပေါ့ 1946ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာမွေးတယ်9ရက်ပြည့်တော့နော်လေးယောက်မြောက်သမီးလေးဟာအဖတ်မတင်ရှာဘူးတည်ဆုံးသွားတာပေါ့အဲ့တော့ဦးအောင်ဇန်းလေးကလည်းပဲအဲရန်ကုန်ဗဟန်တာဝါလေးအိမ်အမှတ်25နေအိမ်ယခုကျွန်တော်တို့ဘိုးချုပ်ပြတိုက်ရှိနေတဲ့အိမ်မှာပေါ့နော်16ရက်တလ1953ရက်နေ့မှာ ရေနစ်တည်ဆုံးသွားခဲ့ပါတယ်1940ဇူလိုင်19နှစ်နဲ့စေနိုင်35မှာဗိုလ်ချုပ်တို့ လုံခြံခံခဲ့ရတယ်ဗိုလ်ချုပ်ရဲ့မဲဆန္ဒနေမှာဒေါ်ခင်ကြီးဝင်းအွေခံတော့1948ကနေ1951အထိ အမျိုးသမီးအမတ်ဖြစ်ခဲ့တယ်1948နဲ့53မှာမိခင်နဲ့ကလေးဆောက်ရှောက်ရေးညွှန်ကြားရေးဝန်ကြီးဖြစ်ခဲ့တယ် 1953 58မှာလူမှုဝန်ထမ်းစီမံကိန်းကော်မရှင်ဥက္ကဋ္ဌအဖြစ်ဒါဝန်ထမ်းဆောင်ခဲ့တယ်။အဲ့ဒီအတော်အတွင်းမှာပဲအဲလူမှုဝန်ထမ်းကောင်စီဥက္ကဋ္ဌမိခင်နဲ့ကလေးဆောက်ရှောက်ရေးဥက္ကဋ္ဌကလေးသူငယ်ဆောက်ရှောက်ရေးကောင်စီဥက္ကဋ္ဌကျမ်းမာရေးနှင့်ပြည်သူ့ရေးရအဖွဲ့ဥက္ကဋ္ဌအမျိုးသမီးအသင်းများကောင်စီဥက္ကဋ္ဌဒီမိုကရေစီသဘောတရားတိုးတက်ပြန်ပွားရေးအသင်းဥက္ကဋ္ဌမျိုးသမီးကင်းတော့အသင်းကင်းတော့ချုပ် မြန်မာနိုင်ငံသူနာပြုတင်ကာတပ်ဖွဲ့ဝင်အမျိုးသမီးအုပ်ချုပ်ရေးမှူးအဲဒီရာမာခရစ်သာသနာပြုဆေးရုံနဲ့စာကြည့်လိုက်ဒုဥက္ကရာဖြင့်စတင်တာဝန်နေထမ်းဆောင်ခဲ့တယ်နော်1949မှာအိန္ဒိယနိုင်ငံညူးဒေလီကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ဒေသဆိုင်ရာညီလာခံ1950မှာကိုလံပူကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ဒေသဆိုင်ရာညီလာခံကို တက်ရောက်ခဲ့ပါတယ် 1950 51ခုနှစ်တွေမှာဂျနီဘာကျမ်းမကပကျမ်းမကြီးအဖွဲ့ညီလာခံတွေကိုမြန်မာကိုယ်စားလှယ်အဖွဲ့ကိုဥစားတက်ရောက်ခဲ့တယ်။နော်။အနောက်ဥရောကအမေရိကန်ဂျပန်တရုတ်အိန္ဒိယထိုက်ပြည်နယ်နိုင်ငံတွေကိုလေ့လာခီးတွားရောက်ခဲ့တယ်။1959 62ဒီမှာဥနုဥဆောင်တဲ့ပြည်တော်စုပါတီအတွက်စီအိုရေးတွေတာဝန်တွေကိုဖိဖိစီစီ ဆောင်ရွက်ခဲ့တယ်။